ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Flat Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ဆရာဆရာအေကမင်းရေးသားထားတဲ့အမြဲလမ်းပေါ်ကတင်ရဲဆိုတော့ဖျင်းမစရလေးပဲဖြစ်ပါတယ်ခင်ဗျာဒီစီစီလေးမစတင်ကလေးမှာကျွန်တော် Flat Entertainment Channel ကို Subscribe လုပ်ပေးဖို့မြစ်တာရက်ခံတောင်းဆိုပေးရစီခင်ဗျာ အတိတ်အထည်တင်သမျှကိုလည်းမလွတ်တမ်းနားတော်တာစင်နိုင်ဖို့ subscribe ဘေးမှာရှိတော့ခေါင်းဆောင်လေးကိုလည်းနှိပ်ပေးသွားပါအောင်လို့တက်မှန်တောင်းဆိုပါရစေ။အမြန်လမ်းပေါ်ကတည်ရဲ့ဘုရားဘုပ္ပဆောင်ရင်မှာအမြင်ရင်ကြီး20ဟာညနေ6နာရီခွဲမှာစပြီးရေကုန်မြို့မှာစတင်ထွက်ခဲ့ကြပါတယ်။ ဖះလည်းဘူးလိလာเสียရှိတာလိလာ အပန်းလည်းဖြစ်ရန်အတွက်ကာလစီနဲ့ထွက်လာခဲ့ကြခြင်းမှာထိုကားပေါ်မှာတော့တန်လီနီးပညာတက္ကသိုလ်မှကျောင်းသူကျောင်းသားများအ धिक ပါပါတယ်အချို့ကဆွေမျိုးသားချင်းမိဘတုံးဆတ်နှုတ်ဆတ်ပါလာကြတယ်ပကံညောင်ဦးဆွဲတော်လေးစုအပြင်ပုပ်ပါသူပါခီးစဉ်ဆွဲလာခဲ့ကြတယ်ကျောင်းသားလူငယ်များဖြစ်တဲ့အတွက်သူအစုနဲ့သူနောက်ရင်းပြောင်းရင်းနဲ့ကားပေါ်မှာအချိန်ကိုကုန်လွန်စေခဲ့ပါတယ် ကားပေါ်မှာပုံမှန်ပြသနေသောမြန်မာဆန်လက်ဗီဒီယိုကိုဘသူကမှစိတ်ဝင်စားပဲဖုန်းကိုစီနီတချင်နားထောင်နေကြတယ်။တချို့ကဖုန်းပွင့်နေကြတယ်။စက်တမိုင်စကန်းတို့အရောက်မှာတော့အပေါ်အပါသွားရန်အစာပြေစားရန်တွေလာယူဝတ်ဝင်ပြီးရန်နာပေးပါတယ်။စားတော့ဆိုင်များအတွင်ဝင်ပြီးပိုက်ဖြည့်ကြတယ်။လာယူဝတ်တွင်ကားပေါ်ပြန်ရောက်ပြီးကားများဆက်ပြီးထွက်ခဲ့ကြပါတယ်။အချိန်ကအမောင်ကြီးစိုးနေပြီး လမ်းပေါ်မှာအဝေးဖြစ်ကားကြီးများရဲ့မီးရောင်မှလွဲပြီးလမ်းမီးမီးရောင်မရှိပါဘူးကားဒရိုက်ဘာရဲ့ဘေးမှာရင်အကူတယောက်ကထိုင်ပြီးရေတောက်လိုက်ကိုယ်ရောင်ဝါလိုက်နေစကားပြောရင်းခီးဆက်နေလာခဲ့တယ်နေစဉ်ညနေတကောင်မိုးချုပ်ကမိုးလင်းကောင်းမောင်ရဲ့အချိန်ကုန်နေတာကြောင့်အမတ်တမဲနိုင်မီတွတ်တက်ပါတယ်ထို့သူမဖြစ်စေရန်အတွက်ရင်ကူကအနည်းကတိုက်ပြီးအိမ်မငိုက်အောင်စကားမရှိစကားရှာပြောပြကြရတယ် သူတို့ကားနစီကိုအဝေးပြက်ကားကြီးများကမိချက်ပေးပြီးကြောတက်သွားကြတယ်ထို့စင်မှာတော့မိအောင်အောင်မှာယုံလေးတကောင်ဖြတ်ပြေးသွားတယ်ရှစ်ကားနဲ့သူတို့ကားချမ်းမှာလွန့်အောင်ဖြတ်ပြေးသွားတာပါကိုစရာတိတ်လည်းမမြန်စင်နဲ့ဗျဒီဝန်းကျင်မှာတောကောင်လေးတွေလမ်းပေါ်တက်လာတတ်တယ်အကောင်ကြီးကြီးတက်ပြီးတော့လေကားပေါ်ဆွဲတင်သွားတာပေါ့ကွာ ပြီးခဲ့တဲ့လကတောင်ကြီးအင်းလင်းခီးစင်မှာကလောမြောက်ခင်လမ်းပေါ်မှာတောဝက်တကောင်ကိုဝင်တိုက်မိလိုက်တယ်။ကားကလည်းအရှိန်လျှော့ပြီးခပ်ပြေးပြေးလေးအစင်းလန်းလေးအတိုင်မောင်းလာတော့အရှိန်နဲ့ပြစ်တက်လာတော့တောဝက်တကောင်ကိုတိုက်မိပြီးကားရှိဘေးနဲ့တက်ချိန်မိလိုက်တယ်။ကားကရုတ်တရက်စောင်းသွားတဲ့အတွက်မှောက်ပြီးထင်းပြီးခီးတဲ့များထောက်အောင်ကြတော့တယ်။ကားကဘာမှမဖြစ်ပဲရက်တန်သွားတယ်။သူတို့နေရာကားပေါ်ကဆင်းပြီးထိုတောဝက်အသေးကောင်ကိုအသေးအချာပလတ်စတစ်စားနဲ့ပတ်ပြီးကားပေါ်တင်လာခဲ့ကြတယ် အောင်ပန်းမှာတထောင်နားတဲ့အတွက်ပင်တယားမှအပြန်စားတောက်ရန်စီစဉ်ထားခဲ့တယ်။ပင်တယားကအပြန်နေ့လယ်စားကိုအောင်ပန်းမှာတောဝက်သားနဲ့ထမင်းစားကြတယ်။သူတို့ကားမောင်းတဲ့အတွင်ထိုးတဲ့ချိန်သာကားနဲ့တိုင်းမိတော့တောကောင်သားကိုစားဘူးချင်းဖြစ်ပါတယ်။ထို့နောက်မှာတော့ညာခီမောင်တိုင်းအကောင်ကြီးသားများကြုံရလေမလားလို့အတွေ့တွေရောက်နေခဲ့တယ်။နောက်ကြတော့ထိုးကိစ္စလည်းခေါင်းထဲမှာမရှိတော့ဘူး။ရပန်ရကရုံးလေးများ၊မွေများ၊မွေပါများကိုတိုက်မိချိန်မိတယ်။ ကားနောက်ဖက်မှာအော်ကြပြောကြလှောင်ကြတဲ့အတံများငိန်သက်ကုန်နေတော်တော်များများလဲစောင်းချုံပြီးအိတ်ကုန်ကြပြီကားလမ်းပေါ်မှာလူပြောများတဲ့တဆစ်သေးကလည်းရှိသေးတယ်ကားမောင်းသမားတော်တော်များများလဲကြုံမှုကြသည်ဟုဆိုပါတယ်အဝေးပြင်အမြန်လမ်းမကြီးစပွင့်ကလေးကမကြာခဏဆိုသလိုကားတိုက်ချင်းကားမောင်းချင်းတို့ကြောင့်လူတော်တော်များများသေကြကြေကြတယ်သူအသေးကောင်တို့ရဲ့ဝိညာဉ်များဟာလမ်းမကြီးပေါ်မှာလွင်မြောသွားလာနေတတ်ကြပါတယ် ထိုဝိညာဉ်တို့နဲ့အကြောင်းတိုက်ဆိုင်ပြီးကြုံကြသူများလည်းရှိတတ်ကြတယ်။ထို့စင်မှာတော့နောက်မှအဝိပိကာဇီကအချက်ပြပြီးလန်တောင်းတဲ့အတွက်အရှင်ကိုလျှော့ကာလမ်းဘေးကိုချပြီးမောင်းလိုက်တယ်။မကြခင်မှာပဲထိုဝိပိကာကသူ့ကားကိုကြော်တက်သွားတယ်။ဆရာရှေ့မှာရရှိရနော်။ငါသိပါတယ်ကွာ။အဲ့ညာရောက်ရင်လက်ကအလိုလိုအသင့်ဖြစ်နေတာ။ ထိုတရလျံနဲ့မကြကနဆိုသလိုပဲကာကြီးကာတီတိုက်မိတယ်ပုတ်ဆွဲမိတယ်အသက်တွင်နဲ့ရောစားလို့တော့နေရဖြစ်ပါတယ်တရကိုကြော်ပြီးတဲ့နောက်မှာတော့ကားကိုပုံမှန်ဆက်ပြီးမောင်းလာခဲ့တယ်ထိုအချိန်မှာတော့ဟာဆရာလူလူကားရှိမှနေပြီးလူတယောက်ဂုံဂုံကောကောနဲ့ဖျက်ဝင်လာတာကြောင့်ရင်ကူကထားပြီးအော်လိုက်တဲ့အတွက်ဒရိုင်ဘာကရုတ်တရက်ဆိုသလိုဘရိတ်ကိုစောင်းနေလိုက်ပါတယ်ကားက လူတယောက်ကိုဖျက်ချိတ်တလိုမျိုးခုံသွားခဲ့ပြီး brain bee ကရက်သွားခဲ့ပါတယ်ဟာဘာဖြစ်လာလဲကားဝင်ပေါက်တာလားလူတိုက်တာတင်းနေအိမ်ငိုက်နေသူများအိပ်ပျော့စားလူများရုတ်တရက်တင်းအမြန်ထပြောကုန်ကြတယ် driver ရောရင်ကူပါကားပေါ်ကမစင်ရသေးဘူးကားအောက်မှာပုဆုပတ်ဆက်တင်းနေသောလူကိုမမြင်ရတာကြောင့်ဖြစ်ပါတယ်ကားဆရာဘာဖြစ်တာလဲဗျာ ကားပေါ်မှာကြောင်းသားမိဘတစ်ယောက်ကလမ်းမေးလိုက်ခြင်းဖြစ်ပါတယ်။ဒရိုင်ဘာကတော့ဘာမှပြန်မဖြစ်ပဲသူတို့ဆရာတစ်ပည့်နှစ်ယောက်သားဒမ်မီကိုစီကိုကင်ပြီးအောက်ကိုဆင့်ကြည့်ကြတယ်။ကားအောက်ကိုဒမ်မီထိုးကြည့်ကြတယ်။ဆရာဒီဘက်မှာမရှိဘူးဗျ။အေးဒါဆိုဟိုဘက်ချမ်းမှာတွားကြည့်ကွာ။ရင်ကူကကားကြီးတစ်ဖက်ချမ်းမှာတွားရှာကြည့်ပြန်လေ။ဒီဘက်မှာလည်းမတွေ့ဘူးဆရာ။ ကားအုံမှာလည်းဘာမှမရှိကားဖေးမှာလည်းအတိုက်ခံထားရသူကိုမတွေ့ကားလမ်းပေါ်မှာလည်းတွေ့တဲ့စစ်ပေမတွေ့ရတာကြောင့်သူတို့စိတ်ထဲထူဆန်းအံ့ဩနေသလိုတကယ်လူစစ်စစ်ကိုတိုက်မိကြမဟုတ်တဲ့အတွက်စိတ်ထဲမှာလည်းစိုးရိမ်ထိတ်လန့်မှုကိုရောပါသွားခဲ့ပါတယ်ဒါပေမဲ့ကားကလူစစ်စစ်ကိုတိုက်မိကြမဟုတ်ဘူးဆိုရင်နာနာဘဝတစီတရေတကောင်ကိုတိုက်မိခြင်းဟုဆုံးဖြတ်လိုက်ပြီကဲကဲလူမဟုတ်ရင်တဲအိုတိုက်တာဖြစ်နေမယ်ကွာရှေးကားကတော်တော်ရောက်သွားပြီကွာ ငါတို့လည်းသွားကြမယ်။ဟာဆရာကကားပြီးမှအရင်မမတွေကတ်လာနေတယ်ကိုမြင်လိုက်တယ်ဗျာ။ဟေးဟုတ်ရဲ့လားကွာ။ငါတရေဆိုလို့မင်းကပါပိုးပြီးတရေကိုမြင်လိုက်ပြန်ပြီ။ကဲကဲလာလာတက်သွားကြမယ်။ဆရာလည်းဗျာပြောရင်မြုံအနည်းဆုံးမမရိတ်ကငါ့ကိုချက်ခုမကမြင်လိုက်ရတာဗျာ။လမ်းပေါ်မှာလား။လမ်းဘေးကနေကားစီဝင်ကတ်လာတာဗျာ။ ဟုတ်လို့လားကွာဟုတ်ပါတယ်ဆိုဗျာကားစီးမလို့များလားမသိဘူးဟဲ့ကောင်ပောက်ကြီးရရှက်မတွန်းလေသွားကြမယ်ကားလူမတိုက်မိလို့တော်သေးတယ်လူသာတိုက်မိဒီခီးစင်တော့ပြက်ပြီကုမ္ပဏီကကားအစားထည့်ပေးရမှာပေါ့ဗျာဒါတော့ဒါပေါ့ကွာကားဘာမှမဖြစ်တာပဲတော်သေးတယ်စော့စော့ကအရှင်နဲ့ဘရိတ်ကိုနင်းလိုက်ရတာကားကတပတ်လိမ့်သွားနိုင်တယ်ကွာဆရာပြောမှပဲရင်အောင်တုံသွားပြီဗျာ ဒီလိုနဲ့ကားဒရိုက်ဘာကစက်ကိုပြန်နှိုးကြည့်လိုက်ပါတယ်ဟမ်ဘာလို့ဖြစ်တာလဲဟာကားကိုရှင်းခီးဆက်ရင်တွဲစက်နှိုးလိုက်တော့လေဘလို့မှနှိုးမလာခဲ့ပါဘူးမဟုတ်သေးပါဘူးကွာဘာလို့နှိုးမရလဲလောက်ပါအောင်ကွာဟေးအောင်အပြင်လေးပါလေဆင်းရှောင် ရင်ကူကဆက်စရာတစ်ပိုင်းရင်မောင်းတစ်ပိုင်းဖြစ်တာကြောင့်ပြည့်ချက်ကိုဆင်းရှာပါတယ်။ဘာမှမတူစရာအားလုံးကအပြည့်စီမရှိပါဘူးဒီတိုင်းမှာပဲ။အေးဒါဆိုပြန်နှိုးကြည့်မကွာ။ဟာဘာဖြစ်တာတော့ကာကာဆက်နဲ့မနှိုးလူလည်းမတဲ့ကားပေါ်ကလူများလဲလှုပ်ရှားမှုမရှိဘဲနဲ့ဘဲညာလူးသွားပါတယ်။ကာစီယာကားကဘာဖြစ်တာလဲဗျာ။ ဘာဖြစ်လို့လဲဗျာဘယ်ညာရင်းသွားသလားလို့ဗျာအမတ်တမဲပါပဲတတိမထားမိလိုက်ဘူးចောင်းစီရတက်ကကာရင်တို့သွားတာကိုတတိထားမိလိုက်တဲ့အတွက် driver အားလှမ်းမိလိုက်ခြင်းဖြစ်ပါတယ် driver လည်းအတိအကျမတိတော့ကိစ္စကိုထင်ချင်းနဲ့မပြောချင်တာကြောင့်စကားပြတ်သွားအောင်မတိဘူးဖြစ်လိုက်ခြင်းဖြစ်ပါတယ်ဒါပေမဲ့ကားဆက်နှိုးလို့မနှိုးခြင်းကတော့သူတို့အတွက်အထူးဆန်းဖြစ်နေတယ်ဒါက ရိုးရိုးတော့မဖြစ်နိုင်ဘူးလို့ကုံပေါ်မှာထိုင်ရင်စဉ်းစားနေတယ်။ရင်ကူကလည်းစပိုင်းဆိုင်ရန်ကိုလက်စပိုင်းဆိုင်ရန်ပါပြစ်ချက်မရှိဘူးပြောတယ်။ထို့ချိန်မှာတော့ driver ရဲ့ရှေ့မှာဖုံးမိတံထွက်ပေါ်လာတယ်။ဆရာဘာလို့ဖုံးလဲဗျ။အေးကွာကိုပါဝင်းစတာ။ driver ကဖုံးကောက်ကန်လိုက်တယ်။ဟဲ့လူကားဘာဖြစ်လို့လဲ။ဘာဖြစ်မှန်းတော့မသိပါဘူးဗျာ။ကားရှေ့ကလူတယောက်ဖြတ်ဝင်လာပြီ။ကားက ဲ့ဒီဖက်ဝင်တဲ့လူကိုတိုက်မိလိုက်တယ်။စင့်ကြည့်တော့လေဘာမှမရှိဘူးဗျ။အဲ့ဒါကားပြန်ထွက်မလို့ဆက်နိုးတာဘလို့မှနှိုးမြဘူးဖြစ်နေတယ်။စပယ်ယာတင်တော့ကတော့ကားနာကိုအိမ်မဲမဲတွေဝင်ကတ်လာတာမြင်တယ်လို့လည်းပြောနေတယ်။ဒါနဲ့အခုကိုပါဝင်းတို့ကဘယ်ရောက်သွားပြီလဲ။ခမရတို့ကပါမလာလို့ရက်ဆောင်နေတယ်။ရှစ်တမိုင်လောက်ကွာမှထင်တယ်။ခမရတို့ကမီးအောင်ကိုရေးရေးမြင်နေရတယ်။ဒါနဲ့ခမရတို့ကမှစားစရာတောက်စရာတွေပါလို့များလား။ဟာဗျာ။ စားကြတောက်ကြပါတာအထူးဆန်းလားဗျမဟုတ်သေးဘူးဗျခရိုင်းပါတာအကြောင်းမဟုတ်ပေမဲ့စားကြတောက်ကြတဲ့အကောင်နဲ့စားကြပါတဲ့အချိန်တိုက်ဆိုင်သွားရင်ဖြစ်ချင်ဖြစ်မှာပေါ့ဗျာကောင်းမှာဖြစ်ချင်မရှိဘူးဆိုရင်ကျွန်တော်ပြောတာဖြစ်ချင်ဖြစ်နိုင်တယ်ခမကားပေါ်လူတွေမေးကြည့်ပါလားအေးဗျာကြုံမေးကြည့်လိုက်အောင်မယ်ကောင်းပြီကောင်းပြီအเจ้าထူကြီးဖုန်းပြန်ဆက်လိုက်ဗျာโอเคโอเคကောင်းပြီဗျရှီကားမှာဖုန်းချသွားတာကြောင့် ဘုံကိုနေရာတကျပြန်ထားလိုက်ပြီ။ကဲအခုကားပေါ်မှာပါလာတဲ့ဆရာဆရာမတို့ကျောင်းသားတို့ကားပေါ်မှာဟင်းတွေပါတွေထည့်ပြူလာတာများရှိလား။ဘာဖြစ်လို့လဲကားဆရာ။ကားကဆက်မပြတ်ပဲထိုးရံနေလို့ဘလို့နုံနုံဆက်ကမလို့ဘူး။အဲ့ဒါကြောင့်မေးရတာ။ဟင်။တရက်တရက်လား။အဲ့ဒါတော့အတက်ပြောလို့မရဘူး။ဖြစ်နေတာအားလုံးစဉ်းစားရမှာပဲ။ဒီလမ်းတွေမှာသွားလာရင် အစားတောက်မယူရဘူးလို့တတ်မှတ်ချက်တော့မရှိဘူး။ဒါပေမဲ့စားချင်တောက်ချင်တဲ့အကောင်နဲ့တိုက်တိုက်ဆိုင်ဆိုင်သွားကြုံတဲ့အခါဆိုရင်တော့မထင်မှန်ထားတာတွေဖြစ်တတ်တယ်။ဒီတော့ကားအဆင်ပြေပြီးသွားလို့ရအောင်အတိုင်းနိုင်ဆုံးလျော့ပေးကြပါ။ထိုအခါမှာတော့ကျောင်းဆရာကကဲဟိုအုပ်စုယောရီယာကင်လောက်စားမလို့အသားစိမ်းမှုတွေပါလာရင်မဟုတ်လား။ဟုတ်ကဲ့ဆရာ။ညာအိမ်မက်နေရာမှာညာဘက်အသားငါးကင်ပြီးစားအောင်လို့အမဲသားရဲ့ဝက်သားရဲ့ပြီးတော့ တက်သားပစုံလေးရဲ့အေးခံပြီးတော့သုံးဖူးနဲ့ထည့်လာခဲ့တယ်။ယုဒရာကင်လှုပ်ရှားကြမလို့ဂက်စမီဘူအသေးလေးနဲ့နှလုံးမှာပါလာပါတယ်။အင်းဒါဆိုရင်တော့ဟင်းပါလို့မဖြစ်နိုင်ဘူး။ဒါစိန်ငါးစိန်ဘူးတွေပါလို့ဆိုတာကျင်းတည်သွားပြီ။ကဲအောက်ကိုတယောက်လိုက်ခဲ့ပြီးဘူးတွေကိုပြပေးပါ။ဟမ်ဘာလို့လဲကဆရာရှေ့ကိုခီးဆက်ချင်တော့ဘူးတွေကတားဆိုင်တွေကိုတွန်းထားခဲ့ရမယ်ဟာနှမျောဆရာကြီး ကုန်လာပြီ။ကျောင်းသူလေးမြတ်ကသူတို့အစီအစဉ်ပြက်ပြီမှန်သိတာကြောင့်နှမျောတဆဆိုပြောလိုက်တယ်။ဒရိုက်ဘာနဲ့အတူကျောင်းဆရာတယောက်ကကားပေါ်မှာအောက်ကိုဆင်းသွားတယ်။ရင်ကူကကားအောက်မှာပစ္စည်းထည့်ထားသောအခန်းတကားကိုတောက်ပွင့်လိုက်တယ်။အဖုံးကိုအပေါ်သို့မတ်တင်လိုက်ပြီးအတွင်းကိုဒံမီထိုးပြလိုက်တယ်။အတွင်းမီလုံးလင်းနေပေမဲ့လည်းအနှဲငယ်မှောင်နေတာမို့ဒံမီနဲ့လိုက်ထိုးချလိုက်တယ်။ကျောင်းဆရာဟိုရေခဲဘူးတောင်းမှုမောက်လာဗျ။ဟုတ်တယ်ဗျ။ အဲ့ဒီတုံးမှုပဲဟောကတဘူအောင်ပါလဲဗျဆရာတို့ဘူးမဟုတ်ဘူးလားမဟုတ်ဘူးဗျအထက်ပါပါလဲဖွင့်ကြည့်လိုက်ပါလားចောင်းသားမိဘတွေရဲ့ပစ္စည်းတွေဖြစ်မဲ့တင်တယ်ကောက်ခန်းတဲ့ကိုဝင်ပြီးဘူးတုံးဘူးကိုဆွဲထုတ်လိုက်တယ်နောက်ပြီးကြံတဘူးကိုဖွင့်ကြည့်လိုက်တယ်ဟာဒီထဲမှာလဲသားစိတ်ငါးစိတ်တွေပဲတမျိုးစီကိုပလတ်စတစ်များနဲ့ပတ်ထားပါတယ်ထုတ်ဘူးကိုပါအပြည့်တို့ကမ်းပိတ်လိုက်တယ် ထုံဘူးလေးဘူးကိုကားလမ်းပေးသို့ယူသွားပြီးတွန်ချလိုက်တော့တယ်ထို့အချိန်မှာတော့ဟင်ကားကားကြီးကလှုပ်သွားတယ်ကားပေါ်ရောက်နေတဲ့နာနာဘောကောင်များကားပေါ်မှာအပြေးလွှတ်ဆင်းကုန်ကြတာလားမသိကားကြီးကရိမ်းထိုးသွားတာကိုသိလိုက်တော့ကားပေါ်မှာလူများမှထပြီးအော်လိုက်ကြတယ်ဘူလေးဘူလုံးတွန့်ပစ်လိုက်ပြီးဘူလူများကိုကားပိုက်အောက်မှာရှိတဲ့အခန်းထဲကိုပြန်သွင်းလိုက်ပြီးကားတကားများကိုပြန်ပိတ်လိုက်တယ် ကဲစားကျင်တာစားရပြီဆိုတော့ကားကိုမနှောက်ရှက်ကြပါနဲ့တော့ဒရိုင်ဘာကထိုကဲ့သို့အတန်ခက်ချစ်ချစ်လှမ်းပြောလိုက်ပြီးကားဘော်ကိုပြန်တက်လာလိုက်တယ်ကဲဆရာစနို့ကြည့်ပါဦးဗျာထိုအခါမှပဲစက်ကတစ်ချက်ထင်းနဲ့လိုသွားခဲ့ပါတယ်ဟုတော့ပါသေးရဲ့ကွာကားကိုစက်ပြီးမောင်းထွက်လာခဲ့လိုက်တယ် ယိုရီယာအကင်လှုပ်ရှားခြင်းလို့တကူးတကသားငါများတက်ဆောင်လာခဲ့တဲ့ចောင်းသူចောင်းသားများကတော့တွင်ပစ်ခဲ့ရတဲ့သူတို့ပစ္စည်းများကိုနှမျောတသက်စွာနဲ့ရှိကြတော့လေတစ်စစ်တရေရန်ကလွတ်လာတဲ့အတွေ့တယောက်ကိုတယောက်အပြစ်ဖို့စကားဆိုရင်ကားပေါ်မှာလှုပ်လှုပ်ရှားရှားနဲ့ပွားစီထိုးနေကြပါတော့တယ်ခင်ဗျာအားလုံးကိုသူပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်အခုဇာတ်လမ်းလေးကိုပြီးဆုံးသည့်တိုင်အောင်နားတော်တာဆင်ပြေတယ်လို့ နောက်ဖုတ်တွင်မှလည်းယခုကဲ့သို့ပြီးဆုံးသည့်တရားနာတော်တာဆင်ပေးပါအောင်လို့မြစ်တာရက်ခန့်တောင်းဆိုကြရစီခင်ဗျာအားလုံးပဲကိုစိတ်နေပြန်ကြမ်းမှချမ်းသာကြပါစီခင်ဗျာ